အားလုံးပဲမင်္ဂလာပါဗျကျွန်တော်ကတော့စော်ကြီးဂိမ်းမြပါโอเคကျွန်တော်တို့ဒီနေ့မှာတော့မကြခင်ရောက်ရှိလာတော့မဲ့ event ရဲ့ date လေးတွေ event average လေးတွေကိုကျွန်တော်ပြောပြသွားပြီးမယ်โอเคဒါဆိုဗီဒီယိုလေးကိုစလိုက်ကြရအောင်ဗျာ ပထမဦးဆုံးအနေနဲ့အထက်ဝန်ထိုင်တဲ့ event ကျွန်တော်တို့တွေစက်တလပိုင်းမှာရောက်ရှိလာမယ်လို့ပြောထားတယ်။အခုရောက်ရှိနေရဲ့လစက်တလပိုင်း24ရက်နေ့မှာအထက်ဝန်တိုက်တဲ့ရောက်ရှိလာမယ်ဆိုပြီးတော့ Mobile Legends ရဲ့ average ထဲမှာလည်းပြောပြထားပြီးရပါတော့။ဒါပေမဲ့အဲ့ဒီ average ကစက်တလပိုင်း10ရက်နေ့မှာတော့တကယ်အမှန်တကယ်ပြောပြထားတယ်ပေါ့နော် event average ထဲမှာနောက်ထပ်3ရက်ကြာတယ်ဗျာစက်တလပိုင်း3ရက်နေ့ကြာတော့ကျွန်တော်တို့တွေ နောက်ထပ် update တွေရောက်လာတဲ့အခါမှာကြတော့ဒီအထက်ဝန်တိုက်တဲ့ event ဒိန်ကြီးကလုံးဝကိုပျောက်ဆုံးသွားခဲ့တယ်ဗျာအမှ cancel ခံလိုက်ရတာပေါ့ဘာကြောင့်မို့ cancel တာလဲဆိုတော့အထက်ဝန်တိုက်တဲ့ skin တွေအကုန်လုံးကိုကျွန်တော်တို့ revamp ပြန်လုပ်နေတယ်ဗျာ remodel ပြန်လုပ်တယ်ပေါ့ Okay အဲ့ဒီအတွက်ကြောင့်မို့ cancel လိုက်တယ်ပေါ့နော် cancel ဆိုတာအထက်ကျွန်တော်ရက်ကလေးကိုနည်းနည်းနောက်ဆုတ်တယ်လို့ပြောလိုက်ရင်ဘူးမှန်မလားဆိုကျွန်တော်12လပိုင်းမှာလဲရောက်ရှိလာနိုင်တယ်ဒါမှမဟုတ်2026တလပိုင်းမှာလဲရောက်ရှိလာနိုင်တယ် အဲ့ဒီနှစ်လအတွင်းမှာပဲရောက်ရှိလာမယ်ဗျာโอเคဘယ်လိုမျိုး revamp သွားလဲဆိုတော့ကျွန်တော်တိတောင်လို့တစ်ချက်ပြပေးမယ်เนาะဒါကတော့ advance ဘာမှရောက်နေရင်ရင်ရ RD โอเคညိုကီတို့မြင်ကြရတဲ့အချိန်မှာရင်ရဲ့အောက်ပိုင်းကိုပေါ့เนาะတိုက်တဲ့အောက်ပိုင်းကြီးကိုလုံးဝကိုပေါ့เนาะဝါထားတာဗျာအရင်တော့ကလို့ဘောင်းမီနဲ့မဟုတ်တော့ဘူးဗျာညိုကီတို့တစ်ချက်ရှိုးကြည့်လိုက်အမှန်အဖြူရောင်ကြီးကိုဝါထားတယ်ပေါ့เนาะโอเคအဲ့ဒါ advance ဘာပေါ့เนาะဒါအခုလက်ရှိကျွန်တော်တို့ original server မှာရင်ရဲ့ RD မှာကျွန်တော်ဘောင်းမီအနီရောင်ကြီးနဲ့တွေ့ရလိမ့်မယ် โอเคဒီ Titan ပေါ့เนาะဒီ Titan Hero ကြီးอ่ะလုံးဝဘောင်းမီမပါတော့ညိုကီတို့ဒီ Japan Animation ဇာတ်ကားကြီးထဲမှာလည်းတွေ့ရလိမ့်မယ်ဗျအဲ့ဒီထဲအတိုင်းပေါ့เนาะဒီမှာလည်းပို့ပြီး realistic ဇာတ်သွားအောင်လို့ဘောင်းမီကိုဖြုတ်ချလိုက်တယ်အဲမိโกလေးတွေပေါ့သူမမြင်အောင်လို့ क्वे ထားပြီးရဗျအဲ့ဒါလေးကျွန်တော်တော်တော်လေးတော့သဘောကျတယ်ဘီဗက်ပြန်လုံနေတာပေါ့เนาะโอเคဒါဆိုနောက်ထပ် KW event အကြောင်းလေးကိုတွားလိုက်ကြရအောင်ဗျโอเคတခြင်းလေးတွေခဏရရမယ် sound off မင်းညားကကျွန်တော်စီကို Telegram ချက်ပေါက်မှာဗောနော်កောင်လေးတယောက်လာပြီးတော့ငိုးနေတယ်အမှဖះပွဲစည်းမှာသူ့កောင်မလေးကឆាកောင်လေးတယောက်နဲ့ဖက်ပြီးတော့ទွာလာနေရဆိုပြီးသူ့မျက်လုံးနဲ့တက်အပ်မြင်ခဲ့တယ်ဆိုပြီးကျွန်တော်ငိုးပြီးတော့ဖုန်းနေခေါ်နေရဗျာโอเคအမှကျွန်တော်မောင်းအားကားကိုကျွန်တော်တစ်ချက်ပြောချင်တာဆောက်တော့သူတယောက်တွင်နဲ့ကိုကိုကိုအနေမိုးမခံနဲ့ချိန်တိုင်မိမ့်မရလိမ့်မယ် ် KOF event ကြီးကိုကြည့်မယ်ဆိုရင်ကျွန်တော်တို့နှစ်ခုပေါင်းလိုက်ရင်တော့ဘိုးကောင်းတယ်ပြ KOF နဲ့ KOF 97အဲ့နှစ်ခုပေါင်းလာမယ်လို့တော့နည်းနည်းတော့ခံမရခက်နေရပါတော့တကယ်လို့ပေါင်းမလာဘူးဆိုရင်လည်းကျွန်တော်တို့တွေ KOF skin တွေကလုံးဝပြန်လာလိမ့်မယ်ဘယ်အချိန်မှပြန်လာမလဲဆိုရင် 2026မလပိုင်းမှာပြန်လာမယ်လို့သိရတယ်ဗောနော်။ Okay အဲ့ဒီအတွက်မှာ KOF 97ပဲလာမလား။ဒါမှမဟုတ်ကျွန်တော်တို့တွေရန်ကြိုက်ခဲ့တဲ့ချောင်း KOF ဗောနော်။ရိုးရိုး KOF event ပဲပြန်လာမလား။နှစ်ခုတည်းကတစ်ခုပဲဗျာ။ဒါမှမဟုတ်နှစ်ခုလုံးပဲပေါင်းပြီးရောများ event တစ်ခုဆိုပြီးထုတ်လိုက်မလား။ event တွေများနေတဲ့အတွက်ထုတ်မယ်ဆိုရင်လည်းထုတ်လို့ရလောက်တယ်ဗောနော်။တိတ်တော့ပြောလို့တော့မရသေးဘူးဗျာ။ โอเคဘာဝင်နေနေ KW event ကြီးက2026မတ်လပိုင်းမှာပြန်လာလိမ့်မယ်အားလုံးလည်းစောင့်မျှော်နေကြမယ်လို့ထင်တယ်ဗျโอเคနောက်ထပ် event တစ်ခုကတော့ Golden Month event ပုံစံမျိုးနဲ့ပဲလာလိမ့်မယ်အဲ့ဒါကျတော့ free skin တွေပေါ့เนาะဒီထဲမှာတော့ကျွန်တော် Fanny နဲ့ Hanavila မရလားမသိဘူးပြထားတယ်ဗျာโอเคဘလိုနေနဲ့ကျွန်တော် free skin နှစ်កောင်ရဖို့ကြိမ်းနေတယ်ဒါမှမဟုတ်လို့ရှင်ကျွန်တော် Ruby skin တော့လို့ပဲပေါ့เนาะ အင်ကြီးစကင်နဲ့ထွက်မလားဘာလားဆိုတော့တေချာတော့မသိသေးဘူးကျွန်တော်ဖီးစကင်ကတော့ရဘူးတော့တေချာတော့ရှိနေပြီဟုတ်ကဲ့ကျွန်တော်နောက်ထပ် event တစ်ခုကိုထပ်သွားကြည့်အောင်ဗျာโอเคဒီမှာဆိုလို့ရှိရင်ကျွန်တော်2026ဒီပထမဆုံးလာပေါ့เนาะဇန်နဝါရီနဲ့ဖေဖော်ဝါရီလမှာဂျင်ဂျိုင်းစုကာဇန်ပေါ့เนาะ JJK လာလိမ့်မယ်ဂျူဂျူစုလာလာဂျင်ဂျူစုကိုင်ဇန်လာလာဂျင်ဂျူစုကိုင်ဇန်ကျွန်တော်လာလိမ့်မယ် ီးလို့ရှိရင်ကျွန်တော် April လမှာ Transformer လာမှာပေါ့နော်အဲ့ဒီရဲ့နောက်မှာရောက်လို့ရှိရင်ကျွန်တော်တို့တွေ2026 6လပိုင်းနဲ့9လပိုင်းကြားထဲမှာဆိုရင်ဒီပေါ့နော် Naruto Part 2လဲလိုင်းလာနိုင်တယ် Part 1လဲလိုင်းလာနိုင်တယ်နှစ်ခုတည်းကတစ်ခုလာလိမ့်မယ်ဗျာကိုဒါတော့လည်း confine တော့ဖြစ်နေပြီပေါ့နော် Okay ဒီ7လပိုင်းထဲမှာဆိုဒီ spawn ball တွေလာလိမ့်မယ်ပြီးလို့ရှိရင် M7 တွေလာလိမ့်မယ်ပေါ့နော် event တွေလာအောင်မှာဗျာခွေအဲ့ဒီ event တွေကိုကျွန်တော်တက်တက်အသေးစိတ်ဗီဒီယိုလေးလုပ်ပေးမှာပေါ့နော် Okay ကျွန်တော်ဒီနေ့ဗီဒီယိုလေးရောဒီလောက်ပါပဲဗျာအားလုံးဆုံးနေကြည့်ရှုပေးကြလို့ကျေးဇူးအများကြီးတင်ပါတယ်ဗျာ